မင်္ဂလာပါရှင်ဧပြီလ18ရက်တောက်ချာနေ့အတွက်ရှယ်ကုန်းရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်တရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တင်ဆက်ပေးမယ့်တရင်ချောင်းမှာကတော့ရန်ကုန်တိုင်းတွင်းရှိမြို့နယ်များတွင်နှစ်ဦးသက်ကြီးပူဇော်ပွဲများကျင်းပတဲ့တရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ဗိုလ်ထောင်ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့မှဦးစီးပြီးတတိယကြိမ်နှစ်ဦးသက်ကြီးပူဇော်ပွဲကိုဧပြီ18ရက်နေ့နက်9:00နာရီကကျင်းပရာဗိုလ်ထောင်ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်နှင့်အဖွဲ့ဝင်များခရိုင်အမျိုးသမီးရေးရာဖွဲ့ဥက္ကဋ္ဌဒေါခင်ဝင်းကျိနှင့်အဖွဲ့ဝင်များမြို့နယ်ငါးမြို့နယ်မှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမြို့နယ်အမျိုးသမီးရေးရာဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ ြို့နယ်မိခင်တွေကလေးစောင့်ရှောက်ရေးအသင်းဝင်များကတက်ကြီးဖိုးဘွား130ဦးခန့်ကိုအလူငွေများကရော့ပစ္စည်းများဖြင့်ပူဇော်ကရော့ကြကြောင်းသိရပါတယ်အလာတူမော်ဘီမြို့နယ်တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့တက်ကြီးဘိုးဘွားပူဇော်ကြော်ဝဲကူဧပြီ18ရက်နေ့နဲ့9နာရီကမော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစီအဝေးခန်းမမှာကျင်းပရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးကြီးနိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးပြည့်ဖြူမောင်နဲ့အဖွဲ့ဝင်တပ်မှုပြည်ဆောင်ကြောင်းအဖွဲ့ဝင်နှင့်ဦးဝင်းစိုးမြို့နယ်မြို့သူရေးရအဖွဲ့ဥက္ကဋ္ဌဒေါ်သေးနုဝင်းနဲ့အဖွဲ့ဝင်များမြို့နယ်မိခင်နေကလေးစောင့်ရှောက်ရေးအဖွဲ့များကကရော့ခံတက်ကြီးဘဝများအားကရော့ကျူးဖြင့်ရှိခိုးကရော့ကြပြီးကရော့ပစ္စည်းများလှူဒန်းကြကြောင်းသိရပါသည် အလာတူထန်းသမီးမျိုးနဲ့စီမအုပ်ချုပ်ရေးအဖွဲ့မှကြီးမှုပြီးအသက်80နှစ်ထက်သက်ကြီးဘဝများအားပူဇော်ကြတော်ဝဲကိုဧပြီ18ရက်နေ့နေ့ပိုင်းကထန်းသမီးမျိုးနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစီအွေခန်းမှတွင်ကျင်းပရာမျိုးနဲ့စီမအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်များနဲ့ရက်ွက်အုပ်ချုပ်ရေးမှုများလူမှုရေးအသင်းအဖွဲ့များမှမျိုးပေါ်ရက်ွက်9ရက်ွက်ရှိအသက်80နှစ်နဲ့အထက်သက်ကြီးဘဝ90ဦးတို့အားကြတော်ပစ္စည်းများလှူဒန်းပူဇော်ကြတော်ကြကြောင်းသိရှိရပါသည်အလာတူဧပြီ18ရက်နေ့နေ့9နာရီကတကုံမျိုး သည့်မြောက်ပိုင်းမြို့နယ်38ရက်ကွက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိယာယီမန်းတပ်တွင်မြို့နယ်လုံးဆိုင်ရာတကြီးဥစော်ဘဲကိုကျင်းပရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတန်ဝင်းနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများရက်ကွက်အုပ်ချုပ်ရေးမှူးများမြို့နယ်မြို့သမီးရေးရာအဖွဲ့နှင့်မိခင်နှစ်ကလေးစောင့်ရှောက်ရေးအသင်းတို့ကမြို့နယ်အတွင်းအသက်60နှစ်အထက်အဖိုးအဝါ54ဦးအားတဟုလင်းအလူငွေ9000ကျပ်နှင့်လူဝယ်ပစ္စည်းများဖြင့်ပူဇော်ကြောကြောင်းသိရှိရပါသည်ရှင်ဒီသတင်းများကိုတော့မျက်ဖူးခင်ဝင်း စောဇင်မင်းထိုင်နဲ့မိမိတို့ကပြဖို့ထားတာပဲဖြစ်ပါရဲ့ရှင်။